ဦးတိုင်းဝင်မင်္ဂလာပါမနက်ရင်မင်္ဂလာပါမနူဝင်စင်းမင်္ဂလာပါထတော်မမင်္ဂလာပါမတင်စားမမင်္ဂလာပါတန်တက်လီရောမင်္ဂလာပါထတော်မမင်္ဂလာပါဒီနေ့ကအမေစုမွေးနေ့ရလို့တော့လူသေးပဲပေါ့နော်ဒီစာအုပ်ကဖတ်ပြမယ်ဆိုပြီးစိတ်ကူးပြီးတော့မှဒီစာရေးသူကိုလည်းခွင့်တောင်းတာကြာနေပြီအကုန်လုံးတော့မဟုတ်ဘူးကောင်းတော့ပြီးဖတ်ပြပြင်ပေးပါဆိုပြီးခွင့်တောင်းတာဆိုတော့လေရာစုနှစ်ခုရဲ့ လူတို့ကောင်းဆောင်ဆိုတဲ့ဟာလေးဖတ်ပြချင်ပါတယ်။အမေရဲ့ဟုတ်ဘန်းကအခုအခုလေးရင်မယ်ဖွင့်ပါမယ်။ဘန်းဖွင့်ပါပြီဒါမဲ့အတန်းမတက်သေးရနဲ့တူပါတယ်ဟုတ်။မကေတရီဟုတ်ကိုမင်းဂျူလိုင်မနုံနုံမမနုံနုံဟုတ်။အဲ့ဒါဒီစာအုပ်ကိုဖွင့်တောင်းထားပြီးတော့ကောင်းလို့ဖတ်ပြခွင့်ပြုပါဆိုပြီး ဖွင့်တောင်းထားတဲ့အတိုင်းလေးပဲအရင်ဆုံးဖတ်ပြပါရစေအမေမွေးနေ့မတိုင်ခင်ထီးပေါ့နော်စတိုင်ဖတ်ပြပါမယ်ပေါ့အလုံးမောင်းဒီစာကစာမျက်နှာတရားတစ်ဆက်နဲ့မှာတုံ့ပြန်တာရှိတယ်အမေရဲ့ဓာတ်ပုံနေတယ်အများကြီးပါတယ်ပေါ့နော်စာရေးတဲ့သူကတော့ဆရာထိန်လင်းဖြစ်ပါတယ်မေတော်ဆန်းစုကြည်ရဲ့တက်80ပြင်းဝင်းလေးကိုဂုံပြူပြီးထုတ်ဝေးပါတယ်ပေါ့နော်အခုလာမယ့်79ရက်နေ့ကျရင်လည်းအမေ ဝင်နေရရောက်တော့မှာဆိုတော့လေအဲ့ဒီဘက်ကိုကြိုပြီးတော့မှဖတ်ချင်ပါတယ်ဘရမကတော့ဆရာကဒီဆောင်နဲ့ပတ်သက်တဲ့မှာပုံတွေထည့်ထားတာအများကြီးပဲတွေ့ရတယ်ပေါ့နော်ပြီးရခါကျတော့ကြပြာတွေလည်းပါတယ်ပေါ့ပြီးတော့သူတာဒီကြပြာတွေလည်းဖတ်ချင်ပါတယ် ခင်ဗျာကတော့ဖရမတစ်ခုကဆရာကမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကထုတ်ဝေရ2000ပြည့်နှစ်မြန်မာနိုင်ငံမျိုးသမီးများနေ့ဒေါက်ဆန်းစုကြည်ရဲ့မွေးနေ့ကဗျာစာစုမှာမောင်ဝါကောင်မင်းနဲ့ရေးခဲ့တဲ့ကဗျာလေးကိုဖတ်ပြချင်ပါတယ်။အဲ့ဒီကဗျာလေးကမိခင်ဂျေဇုပါတဲ့။မိခင်ဂျေဇုမြေကိုထွင်းဖောက်စုတ်အညံနဲ့မိုးအောက်ဒေတာရှင်သန်ကြသော စိမ့်မြောင်ရှိမျိုးပြည်မျိုးစုံအတွက်ခိုလုံတလိလန်းဆန်းမွေရန်မျိုးစေ့ရှိဖို့လိုပါသည် ထိုနည်းအတူ လောကလူ၌ဘယ်သူဘယ်ဝါမိတို့ကလည်းဘယ်မှာဘယ်မြည်မိတို့ဒီလဲဘယ်နယ်ပြည်သားမိတို့ချလဲစကားပင်ပုံမိတို့စုံလဲလူပုံလူခွင်ပွားမြောက်ရှင်ဖို့မိခင်ရှိရန်လိုပါသည်မိခင်ဒီတာသူ့သွေးသားကိုကောင်းစားရှင်သန်ဘဝမှန်ဖို့ရှင်သန်စေရေးကြိုတင်တွေးက အိုက်ထွေယူရာပြုစုကြောင့်မို့လောကလည်းဂုံတိန်ကျွယ်လျက်နေပယ်မျိုးစုံလူဖုံဖုံတို့ပြည့်စုံပေါ်ထင်ထွန်းတောက်ရှင်သည်မိခင်တို့၏ဂျေဇုသည်လေနောက်တစ်ပုဒ်ကလည်းညမိုးမီနဲ့ရေခဲတဲ့ကြပြလေးကိုဖတ်ပြခြင်းပါတယ်ဥယျင်မှုမိခင်တို့တဲ့အမေပန်းတွေကိုအမေပြုစဉ်ပန်းချိုးသူလူတည်ရန်ကြောင့်လမ်းတဝက်မှာပန်းတချို့ပျက်စီးလို့ကြံခဲ့ပေမဲ့ ျန်နေတဲ့ပန်းတွေကလမ်းနေလျက်ပါအမေလမ်းတွေကိုမေဖောက်စဉ်လမ်းဖြောက်သူလူတယန်းကြောင့်စိတ်ပန်းကခိုက်တဲ့ဆိုင်ငံ့လို့နေရပေမဲ့ကျန်နေတဲ့ရှိခီးအတွက်တွေးနေလျက်ပါနောက်တစ်ပုဒ်ဖတ်ပြချင်ပါတယ်။နောက်တော့ကတော့မောင်ဝါခေါင်မီနဲ့ရေးခဲ့တဲ့ကြံလေးပါ။မိခင် ရှိဖို့လိုပါသည်တဲ့။ မိခင်ဟူသည်လောကအတွက်မေတ္တာဆက်ဖြင့်ဖြန့်ပတ်သစ္စာထွေးပွေကလည်းကျင်နာတတ်သူဖြစ်ပါသည်မိခင်ဟူသည်လောကရဲ့ကြာတမိသားတို့ပြင်းထွားကုန်ပေါ့လူလားမြောက်ဖို့ကူထောက်ပေးသူဖြစ်ပါသည်မိခင်ဟူသည်ပန်းစုံတွင်ပူဥယျာဉ်မှုနှင့်တွင်ဥအံကုန်ရနတ်ထုံဖို့ပုံဖော်သူလည်းဖြစ်ပါသည်လောကမိခင်ထိုဝိညာဉ်သည်စံတွင်အေးမြဆိတ်ရင်လာလျက်ဘဝကိုပေးငြိမ်းချမ်းတေးဖြင့် အမေးပုံစံမျိုးစုံစွာ၏လူရဘဝရောက်ရှိကြဖို့ဒုက္ခအပြိုင် အမုန်းဆိုင်ကိုရင်ဆိုင်သူလည်းဖြစ်ပါသည်လောကတခြင်းတရားနှင်းဖို့လောကပန်းစုံရနှံ့ထုံဖို့လောက အလင်းအမောင်ခွင်းဖို့လောကလူသားအကျိုးများဖို့လောကပြည်ရင်အသက်ရှင်ဖို့မိခင်ရှိဖို့လိုပါသည်နောက်ထပ်ဒီဘုတ်ကိုဆက်ပြီးရွတ်ပြခြင်းပါတယ် ဒေါ်အောင်ဆန်းစုကြည်ကဗျာတဲ့၁၉ရက်နေ့ဇွန်လဟာဒေါ်စုဝင်းနေပါ၁945ရန်ကုန်မြို့ပေါ်ခွာဥအောင်ဆန်းတဲ့ဒေါ်ခင်ကြီးမွေးဖွားတန့်စင်သည်စိတ်သက်တည်ကြည်နှလုံးသားငြိမ်ချမ်းရေးလိုလားမြမပြည်ကြီးလွတ်လပ်အောင်ဒေါ်စုတို့ကောင်းဆောင်ဥဆောင်လို့သာသူစွန့်စားပြည်သူတွေရဲ့အားညီညွတ်ရေးကိုဖော်ဆောင်သည်ဒေါ်အောင်ဆန်းစုကြည် အနာကက်မှာပြီတောင်တဲ့ကြံဆောင်သူဖွင့်လေတမီးလဲချက်ဒါလဲချက်လူဒုအလုံးချင်းနောက်တစ်ပုဒ်ကတော့အမီရောင်ဇန်းစုကြည်ရဲ့ဇလုံးလေးတစ်လုံးချင်းစီကိုကြပြဖွဲထားတဲ့ကြပြလေးပဲဖြစ်ပါတယ်အဲ့ကြပြလေးကတော့ဒေါ်အောင်ဇန်းစုကြည်ကျမ်းမာပါစီ ဒေါခင်ကြီးဥအောင်ဆန်းပြုတ်ခဲ့သည့်ပန်တဝင်တိုင်းပြည်နယ်လူမျိုးအတွက်မျိုးဆက်ရဲ့တာဝန်ကြီးစေရနာအနန္ဒနဲ့ဆံပြတတ်သည် အောင်မြင်မှုဆိုတာတကူစားမဟုတ်အများအားထုတ်လို့ပြီးတဲ့အခါအများတွက်တာဖြစ်ရမယ်လို့လိုဘယ်စုရစင်ကပြောကြားသူ့စကားနဲ့သူ့အကျင့်ရဲရင်နာပြီစံစာတော်တာအလင်းဖြာအမောင်ခွင်းလရောင်တခြင်းနဲ့အလဆောင်လင်းစီဖို့ဘဝကို အမောင်တိုက်သွင်းတော်လဲ လင်းလက်စဲလီစုရဲ့အတန်စုရဲ့အမှန်ကိုတရံတစစ်ပြည်သူထံမကြံရအောင်မြစ်ပေတဲ့လူတစု လုံးလာပြုတ်ကြံစီတော်လဲမြန်ပြီးတခွင်သာမက ကဘာကသူ့ကိုသည့်စောင့်ကြည့်လို့နေဂျီလင်းနဲ့သူ့ပြုံးကို မျက်လုံးချင်းဆိုင်မကြည့်ဝင်တဲ့တရာတွန့်အာနာရှင်တွေကသူတို့မရတဲ့မေတ္တာကို သူမှမမရစေဖို့နေအိမ်မှာချုပ်တောင်ယုံမကလမ်းမှာမှလှုပ်ခြင်းတယုံမမှန်ဘလို့တားပေမဲ့ အများကစုချွေတောင်းစိတ်မပြောင်းပေကျန်းကျန်းမာမာအသက်ရှည်စေကြောင်းသူ့အတွက်စုတောင်းသူတွေကိုတောင်းနရတိန်ထောင်တွင် အချင်းချလိုချတို့ပေမဲ့ဒါမယလူတို့ကမေတ္တာဝေမာနဆိုတာပစ္စည်းမှာထောင်နှွားတာလားဂုံပကာသနမှာတောက်ကြွားတာလားနာမည်ကျော်ထင်ရှားမှုပါလားဘယ်ရလဲလို့သူစီမှာမမြင်ရဧဒီလိုမာနကိုခွာချသူမှုပြည်သူကချစ်တည်လေ ပါတီတခုရဲ့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်လို့မြန်မာပြည်အာဏာပိုင်များမလိုဝင်စီးချနေပေမဲ့ပြည်သူရဲ့နှလုံးအိမ်မှာသူဟာနိုင်ငံ့ခေါင်းဆောင်တယ်မညိုအရာတကူပြောင်းလာပြီစေရနာနှစ်နာနဲ့နှစ်ရှည်ကြာရင်းနှီးဒီမိုကရေစီတည်ခီးကိုအငြိမ်းချမ်းရှောက်လန်းဖို့အောင်ဆန်းလို့ပြည်ကိုချစ်ရှာတဲ့ဒီမြန်မာချစ်သမီးရဲ့အနာဂတ်ကြားကမွေးနေမှာစုအဖျားဖျား ဤစုံစွာရစီကြောင်းမွေနေစုတောင်းမေစုအထက်နာစကက်၁၀စကက်လောက်ညင်သက်ပြီးစုတောင်းပေးကြပါအောင်နော် နောက်ထပ်တပုတ်လေးဖတ်ပြချင်ပါတယ်။နောက်တပုတ်ကဆင်ရုမွေးနေ့ရှင်တို့တဲ့ဒါမေးရဲ့85နှစ်ပြည့်မွေးနေ့မှာရေးခဲ့တဲ့ကြပြဖြစ်ပါလိမ့်မယ်။19ရက်6လ2020မှာဆရာရေးခဲ့တာဖြစ်ပါတယ်။ဆင်ရုမွေးနေ့ရှင်တို့မောင်းနေကြကပြုံးဝေလို့ပွင့်တဲ့ပန်းပါအသက်တာတရားတန်းမှာစင်ရုပန်းလဲဝင်ခဲ့ပြီ။ကြံနေတဲ့25ဖယ်ရှားဖို့အားအသင့်တဲ့ ချက်နေသူတွေရော အပြစ်ပြောအမုန်းတရားတွေနဲ့နှလုံးသားပလာချင်းလူတွေအတွက်ပါကြမ်းပါပါမယ်။ဆင်ရဲတို့မွေးနေရှင်ဗန်းအသွင်ရင်းနဲ့ဖြာလို့ပြည်မြမာတာဘူးရေးအတွေ့နဲ့လက်တွေ့ကူဆန္ဒနဲ့ထတ်တူရစေကြောင်းမွေးနေဆုတောင်း။သူကတော့အသက်80ပြည့်ဝင်းနေအတွက်ဆုတောင်းကြရမှာပါ။အနှစ်တရာစုဆိုတာလေးကိုလည်းထပ်ဖတ်ပြချင်ပါတယ် နောက်နှစ်တရားကြာလွန်တော့လဲဖြင်းပြဲချစ်ကြအောင်ပါပဲသူ့ဘဝကိုအရင်ပြုမောင်းတင်းချင်းကို သူမှမှုသူကအနှစ်တရားစုကိုရဲ့ဂူလာ2020ရရေးတဲ့ကြပြလေးပါနောက်တစ်ပုတ်ထပ်ဖတ်ပြခြင်းမသေးတယ်အမုံနဲ့စိုက်တဲ့အချစ်ပင်နဲ့မုံတွေကြားမှာပြုံးများနဲ့ရှင်တန်ခဲ့သူပါဂူညီတွေတားမရအောင် အဘူတွေလောင်းချခဲ့ပေမဲ့အေးမြတဲ့နှလုံးသားနဲ့အမုံတကားကိုပိတ်သူ့အိမ်မက်ကိုမျောမှန်းပွင့်လန်းစေခဲ့သူပါမုံပါမုံပါမုံကြပါသူ့ရဲ့အချစ်ကွန်ဖတာကရွာကြတဲ့အမုံမိုးကိုတကောရှင်လိုမေတ္တာလွန်းရောင်စုံပန်းနေပွင့်စေပါ19ရက်9လ2020ကရေးခဲ့တဲ့ကြံလေးပါဆရာက 2021ခုနှစ်လူဦးကွန်လိုင်းကာလအတွင်းမှာဖြန့်ချိခဲ့တဲ့ကိုရာယီဘန်နိုင်တချင်းအဗန်မှာတချင်းဖြစ်နေပါဝင်ခဲ့တဲ့ကြပြလေးတစ်ပုဒ်ဖြစ်ပါတယ်တဲ့နောက်တစ်ပုဒ်ထပ်ပြီးရွေးချယ်มาသေးတယ်နောက်တစ်ပုဒ်ကတော့နိုင်ငံတော်အမေတဲ့အသေးသက်မယ်ဆိုရင်မဲငါတို့အမေငက်လို့မဖြစ်ဘလူးတကောင်တလေယူကြောင်ကြောင်နေပါစေတော့အမေချော့တဲ့တင်းနဲ့အေးအေးပဲအိတ်ကြမယ်နောက်တစ်ပုဒ်ကတော့ ပန်းနမိတ်တဲ့19ရက်6လ2021မှာပန်းတပိတ်တွေရေးခဲ့တဲ့ကြားလေးဖြစ်ပါလိမ့်မယ်။အလွမ်းအရိတ်တွေကို ပန်းတပိတ်နဲ့ဆန်းနာဖို့အဖေကျော်ပထွေလွမ်းသူများလှဲ့စားလို့မရနိုင် အပြိုင်ဆိုင် ပွင့်တဲ့ပန်းတွေကခက်ဆန်းမဲ့တွန်မိတ်တိတ်ဆိတ်တဲ့အတန်တွေထိန်လင်း19ရက်6လ2021နောက်တစ်ပုတ်ဖတ်ပြခြင်းပါသေးတယ်နောက်တစ်ပုတ်ကတော့မိခင် 89ကဘာကြီးကတောင်စုချွေတရတဲ့မြမမိခင်မွေးနေရှင်ဒီလင်းချမ်းမြကျမ်းပါစေဘရာဝေး၍တက်ရှိစေချိန်လင်း19ရက်6လ2022နာရောကတော့အမေရဲ့89နှစ်ပြည့်မွေးနေ့အတွက်ဆုတောင်းထားတာလေးဖြစ်ပါတယ်89ဆုတောင်းပါတယ် ခုနဆက်ရှိစုတောင်းစုပေးဘူးသူချီရသူကို ကြည်ပြူတရာစုချွေပါသည် ကျမ်းမာတက်ရှိအီချန်စီထိန်လင်းစက်ခွန်ရဲ့6လ2023ကြပြလေးတွေပြီးတော့ဆရာကဂုံဖြူစာဆိုတာလေးကို ရေးသားထားပါတယ်ဘူအိုက်တော့ညနေခင်းတခုမှဒူးထောက်ကအစ်အနေထားနဲ့ ရိုင်ဖယ်တနက်များချိန်ရွယ်ထားတဲ့စစ်သား6ဦးကရှက်နေတဲ့သူပါရှိမှ ရှိနေတယ်။၎င်းတို့ကအထက်ကမိန့်ကိုစောင့်စားနေကြတယ်။နိုင်ငံရေးဆိုင်ရာစီယုံရခီးအတွက်မြန်မာပြည်အတွင်းပြည်သူလူထုနဲ့တွေ့ဆုံရန်တွားရောက်ခဲ့စဉ်ထိုအဖြစ်မျိုးကိုကြုံတွေ့ရခြင်းဖြစ်တယ်။ကောင်ဆန်းစုကြည်ကထိုခဲ့သူတို့ဖြစ်ရများလမ်းပိတ်ဆို့မှုများအသက်ကိုအန္တရာယ်ပေးမှုများ၁၅နှစ်ကြာနေအိမ်ကျေကျုပ်အချင်းချမှုပါဝင်ကန့်သက်တားမြစ်မှုများစွာကိုကြုံတွေ့ရင်ဆိုင်ရင် မြန်မာပြည်ရဲ့ခေတ်သစ်ဒီမိုကရေစီရေးခေါင်းဆောင်အဖြစ်ကဘာကသိရှိလာသူဖြစ်ပါတယ်။ဒေါက်ဆန်းစုကြည်ကိုမြမလွတ်လပ်ရေးခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းမဟာသီရိတုဒ္ဓမဒေါခင်ကြီးတို့က1945ခုနှစ်ဇွန်လ19ရက်နေ့မှာမွေးဖွားခဲ့တဲ့ဝင်းကျင်လေးဦးနဲ့အကိုလက်အောင်ဆန်းလေးနဲ့အညီမြမဖြစ်သူတို့ကငယ်စဉ်ကပင်ကွယ်လွန်ခဲ့တယ်။ဒေါက်ဆန်းစုကြည်အသက်2နှစ်အရွယ်မှာဖခင်ဖြစ်သူဗိုလ်ချုပ်အောင်ဆန်းလောက်ကျန်ခံခဲ့ရတယ်။ဒါကြောင့်မိခင်ဖြစ်သူဒေါခင်ကြီးကသူမရဲ့တားနဲ့တမိကိုပြုစုဆောင်ရှောက်ခဲ့ရတယ်။ စင်ဖရန်စစ်ကွန်ဗင်ကျောင်းအင်္ဂလိပ်မက်သဒစ်ကွန်ဗင်ကျောင်းယခုအာရကတိတကုံလုံးမှာတယောက်ပညာသင်ကြားခဲ့ပြီးကျောင်းနေဘက်တည်းရဲ့ဆိုရဘိုးကျောင်းဆန်းရဲ့သမီးဖြစ်အထူးရေးပေးခြင်းရှိခဲ့ပဲနဲ့ညံကောင်းလို့တန်းထဲမှာတော်ဆုံးကျောင်းသူဖြစ်ခဲ့တယ်။ဒေါခင်ကြီးကစီးစနစ်ကြီးတဲ့မိခင်တစ်ခုဖြစ်တော့မိခင်တဦးဖြစ်တော့လည်းပဲသားသမီးကိုအလွန်ချစ်တယ်။ကလေးများကိုစားကြည့်တဲ့သူခေါ်ဆောင်ပြီးစားဥစားလည်းများဖက်ရှူစေပြီးကလေးတွေကမိကုန်းထုတ်တဲ့ခါများမှလည်းဟန်တားခြင်းရှိပဲနဲ့ မိသမျှမေကွန်တိုင်းကိုဖြေးလေးရှိတယ်။ဖခင်ရဲ့တက်သည့်စိတ်တဲ့ကြံ့ခိုင်မှုတို့ကိုလည်းအမြဲလူလူသားသမီးတွေကိုပြောပြလေးရှိတယ်။သားသမီးတွေကိုကြောက်စိတ်သူရဲ့ပေါင်းသူရဲ့ဘောကြောင့်စိတ်တွေမရှိအောင်လမ်းညွှန်ထားတယ်။ဘောင်ဆန်းစုကြည်ငယ်စဉ်ကအမောင်ကြောက်ချင်းကိုပြအောင်လဲလေ့ကျင့်ပေးခဲ့တယ်။မိယိုဖလာဘုရားဘာသာဝင်များဖြစ်တော်လဲဘောင်ဆန်းစုကြည်ကိုဘာသာတရားယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်ပြီးကျယ်ပြန့်တဲ့အသိဉာဏ်ရှိဖို့သင်ကြားပေးခဲ့တယ်။1960မှာမြန်မာနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးတန်မှတ်ဖြစ်တဲ့ အိန္ဒိယမှာတာဝန်ထမ်းဆောင်ဖို့ဒေါခင်ကြီးသွားရတဲ့အခါမှာဂေါဆန်းစုကြည်နဲ့လိုက်ပါပြီးဆက်လက်ပညာသင်ခဲ့။အိန္ဒိယမှာတန်တမန်တိုင်းဝင်းနဲ့နိုင်ငံရေးနယ်ပယ်ကပုဂ္ဂိုလ်တွေရဲ့သားသမီးတွေနဲ့ရင်းနှီးခွင့်ရခဲ့ပြီးတော့မြင်စီချင်းဆန်နီယာတီချင်းဂျပန်ပန်းအလှပြင်ချင်းများကိုလည်းသင်ကြားခဲ့ပါတယ်။1962ခုနှစ်မှာယေရှုနဲ့မေရီကွန်ဗန့်ကျောင်းတဲ့ကွန်ဗန့်တော့ Jesus and Mary အထက်တန်းကျောင်းကနေအောင်ပြီးတော့ daily တက်ကတူကိုဆက်လက်တက်ရောက်ခဲ့တယ်။တစ်ဖက်မှာမိခင်ဖြစ်သူရဲ့တန်တပန်လုပ်ငန်းတွေကိုကူညီရင်းအတွေ့အကြုံအသည့်အမြင်တွေပုံမကျွယ်ဝလာတဲ့အပြင်စာပေဖတ်ရှုခြင်းကိုလည်းပုံပုံလုပ်ဆောင်လာခဲ့ရမှနေအတွေ့အခေါ်နဲ့နိုင်ငံရေးဘာသာရပ်ကိုအထူးစိတ်ဝင်စားလာခဲ့တယ်။ဒီလိုလေးလာတည်ရင်မှုကနေရေးပါတဲ့တွေ့ရှိချက်ကတော့အိန္ဒိယလွတ်လပ်ရေးဖခင် Mahatma Gandhi ရဲ့လမ်းစဉ်နဲ့တွေ့ခေါ်ပဲဖြစ်ပါတယ်။ဒေါက်ဆန်းစုကြည်က Mahatma Gandhi ရဲ့စာပေနဲ့သင်ခန်းစာအလုံးကိုဖတ်ရှုလေ့လာခဲ့ပြီးဒီတွေ့ခေါ်ရီကိုလက်ခံယုံကြည်ခဲ့တယ်။ ဒီချိန်မှာပဲမြန်မာနိုင်ငံမှာတော့ဥနေဝင်ကတော်လိုင်းရင်ကောင်စီအနေနဲ့အာဏာကိုသိမ်းယူလိုက်ပြီးနိုင်ငံရေးကောင်ဆောင်တွေကိုဖမ်းဆီးခြင်းချလို့စီးပွားရေးလုပ်ငန်းတွေကိုလည်းပြည်သူပိုင်းသိမ်းယူခဲ့တယ်။ဘောင်ဆန်းစုကြည်ကနိုင်ငံရေးသိမ်းပင်ဘာသာရဲနဲ့ဒသတိကဗေဒဗေဒတို့ကိုဒေလီတက်ကတော်မှာနှစ်နှစ်သင်ယူပြီးတော့ Oxford တက်ကတော်ရဲ့မြို့သမီ College ၅ခုနဲ့တခုဖြစ်တဲ့ St Hugh College မှာစက်လက်ပညာသင်ကြားဖို့ဆုံးဖြတ်ပြီးတော့အင်္ဂလန်ကိုပြောင်းရွှေ့ခဲ့တယ်။ ီကြားမှာ1969ခုနှစ်ဒီတသနိကဗေဒနိုင်ငံရေးသိပ္ပံနဲ့စီးပွားရေးပညာရပ်တွေကိုလေ့လာစီးပူးခဲ့ပြီးဝိဇာကုံတူဘွဲ့ရရှိခဲ့ပါတယ်1968ခုနှစ်မှာတော့လန်ဒန်တက္ကသိုလ်ရဲ့အရှေ့တိုင်းနဲ့အာဖရိကလေ့လာရေးဌာနနိုင်ငံရေးသိပ္ပံဌာနရဲ့သူတည်တနာလက်ထောက်အဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးအဲ့ဒီကာလအတွင်းမှာပဲတမိုင်းသူတည်ဒီမိုက်ခဲအရီနဲ့တွေ့ဆုံခဲ့တယ်1982ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာတော့လန်ဒန်မြို့မှာဒေါက်တာမိုက်ခဲအဲရီနဲ့ဗုဒ္ဓဘာသာထုံးစံနဲ့လက်ထပ်ခဲ့ပေမဲ့ ဗြိတိန်နိုင်ငံသားဖြစ်ကိုအခံယူခဲ့ပါဘူး။ထာကူအား88ခုနှစ်ဧပြီမှာတော့မိခင်ရဲ့အကြမ်းမရေးတွင်မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့မှာထာကူအား88ဒီမိုကရေစီရေတော်ပုံနဲ့ကြုံကြိုက်ခဲ့တဲ့ဒီရှစ်လလုံးရေးပေါ်ရေးတော်ပုံတွင်မှာအနာပိုင်တွေကအင်အားသုံးဖြိုခွင်းမှုကြောင့်ရန်ရှင်လူចောင်းသားပြည်သူများစွာတည်ဆုံခဲ့ရလို့ထားဩဂုတ်လ15ရက်နေ့မှာမြန်မာဆိုရှယ်လေးလမ်းစဉ်ပါတီဆိုရကိုအကြမ်းဖက်နေနေမှုများရပ်တန့်ဖို့နဲ့ရိကကွယ်ကျင်းပပေးဖို့အိတ်ဖွင့်ပေးစာပေးပို့ခဲ့တယ် ဇိုးရဘက်ကတုံ့ပြန်မှုတစုံတရာမရှိခဲ့လို့ရဲအနေငယ်ကြားမှာရန်ကုန်စည်းရုံကြီးရှိမှလူလူနဲ့စတဲ့တွေ့ဆုံနဲ့ဩဂုတ်လ26ရက်နေ့ရွှေဒဂုံစည်းရုံတော်နောက်ဖက်မုံမှာကျင်းပတဲ့လူလူတွေ့ဆုံပွဲမှာတောင်ဆန်းစုကြည်ကသူမရဲဘခင်ကဗိုလ်ချုပ်အောင်ဆန်းဖြစ်နေတဲ့အတွက်ကြောင့်တမိဖြစ်သူကယခုဖြစ်ပြန်နေတဲ့နိုင်ငံရေးအခြေအနေတွေကိုခေါင်းဆောင်ဖို့ရမတင်ကြောင်းဒိန်းနယ်ကြီးရဲ့လူတူတွေကိုပြောကြားခဲ့ပြီးမြန်မာနိုင်ငံရေးကိုဝင်ရောက်လာခဲ့ပါတယ်။အာနာရှင်ဆက်ဆက်ကတောင်ဆန်းစုကြည်ကို တိုင်းတစ်ဘာသားနဲ့အိမ်အောင်ပြုထားတဲ့သူဆိုတဲ့ပြစ်ချက်ကိုကန့်ဆွဲပြီးမြန်မာနိုင်ငံရေးမှာဥဆောင်မှုခန့်ကန်တာကနေမှပါဝင်နိုင်စီဖို့အတွက်လူမျိုးစုစားခဲ့တယ်။ထံကွာ88ခုနှစ်စက်တင်ဘာလ16ရက်နေ့မှာစစ်တပ်ကနိုင်ငံတော်ညီဝိပြည်ပြားမှုတိစာရေးကော်မတီအမည်နဲ့အာဏာသိမ်းပြီးတဲ့နောက်မှာထွေထွေရေးကောက်ပွဲကျင်းပပေးမယ်လို့ကြေညာခဲ့တယ်။ရွေးကောက်ပွဲဝင်လူတွေကပါတီဖွဲ့စည်းပြီးမှတ်ပုံတင်ရမှာဖြစ်ကြောင်းအမိန့်ထုတ်လို့ စက်တင်ဘာ29ရက်နေ့မှာတောင်ဆန်းစုကြည်ကဥတည်ဥအောင်ကြီးတို့နဲ့အတူမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကိုစတင်တည်ထောင်ခဲ့တယ်။တောင်ဆန်းစုကြည်ပါတီစီအိုရေးခီးစဉ်စတင်တဲ့အခါမှာစစ်အာဏာပိုင်ရဲ့အနှောက်အယှက်ပြုမှုတွေကိုမျိုးစုံကြုံတွေ့ရပြီးအသက်အန္တရာယ်ပြုလူနီးအခြေအနေကိုပဲရင်ဆိုင်ခဲ့ရပါတယ်။ဟန်ကွန်89ခုဇူလိုင်လ20ရက်နေ့မှာစစ်စိုးရကနေကြေကျုံနဲ့စတင်ချင်းချခဲ့တယ်။ထွေထွေရွက်ကွယ်နီးလာတဲ့အခါမှာရွက်ကွယ်ဝင်ရောက်ရှင်ပြိုင်ဖို့ဆိုပြုခဲ့တော်လည်းပဲ ပြန်ပက်ပါတီကနေကန့်ကွက်လို့ဝင်ရောက်ရှင်ပြန်ခွင့်ရခဲ့ဘူး1990ပြည်နှစ်မေလ29ရက်နေ့မှာကျင်းပတဲ့ပါရီဇုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကမင်းဆန္ဒနဲ့အားလုံးရဲ့82ရာခိုင်နှုန်းကျော်နိုင်ရရှိခဲ့သို့တော်လည်းအာနာပိုင်တွေကရွေးကောက်ပွဲရလဒ်ကိုကောင်းတဲ့ဖော်ရန်အာနာလွှဲပြောင်းတာတွေမလုပ်ဖ ೇನೆ ဒရန်ဆန်းစုကြည်ကို1995ခုနှစ်ထိဆက်လက်ချုပ်နှောင်ထားခဲ့တယ်ရွေးကောက်ပွဲရလအကောင့်ထဲပေါ်ရေးဆောင်ရွက်သူများကိုလည်းဖန်ဆီးရေးယူရဲ နှစ်စီထောင်နဲ့ချမှတ်တာလည်းပြုလုပ်ခဲ့တယ်။ဒေါင်းစန်းစုကြီးက1992ခုနှစ်မှာရေးချိန်လိုဘဆူရခဲ့ပြီးတော့စုငွေအမေရိကန်ဒေါ်လာ1.3သန်းကိုမြန်မာပြည်ကျန်းမာရေးနဲ့ပညာရေးအတွက်ရန်ပုံငွေထူထောင်ခဲ့တယ်။1995ခုနှစ်ဇွန်လလမှာနေအိမ်ကျဲကျောင်းကနေလွတ်မြောက်ပြီးချန်ရှိလူထုတွေ့ဆုံပွဲတွေကိုစနေတနေ့ခုနှစ်နေ့တွေမှာပြုလုပ်ခဲ့တယ်လို့အထိမ်းအမှတ်နဲ့အခမ်းအနားတွေကိုလည်းတက်ကတူရိတ်သားလမ်းရှိနေအိမ်ခြံဝင်းတွင်းမှာကျင်းပခဲ့တယ်။ဒီလိုလွတ်မြောက်လာတဲ့ကာလာတွင်းမှာပဲ ERI တိုင်းကိုသွားရတဲ့ခီးစဉ်တွေ မန္တလေးခီးစဉ်တွေကပိတ်ပင်တားမြစ်ချင်းခံခဲ့ရတယ်ဒီလိုလမ်းပိတ်ခံရမှုတွေမှာနောက်ကျောင်းပြန်ပြလဲပဲနဲ့ရောက်တဲ့နေရာကဆောင်းဆိုင်လို့ခီးဆက်နိုင်ဖို့အတွက်အရေးဆိုခဲ့တယ်တခါတည်းရန်ပူပြင်းတဲ့နေရာအောက်မှာရပ်ပေါင်းများစွာအစနေစင်းရဲစွာနေထိုင်ရင်အတုခဲ့တယ်ဒေါန်ဆန်းစုကြည်ကမတ်မကန်နီရဲ့အကြမ်းမဖက်ရေးလမ်းစဉ်ကိုနှစ်သက်ယုံကြည်သူဖြစ်လို့စစ်အာဏာပိုင်တွေကအကြမ်းမဖက်တဲ့နီးနဲ့စစ်အာဏာပိုင်တွေကိုဒီလိုအကြမ်းမဖက်တဲ့နီးနဲ့အန်တုခဲ့တဲ့အခါမှာတခါတည်းရန်ကျမ်းမာရေးဆိုးရတဲ့အထိဖြစ်ခဲ့ရတယ်။ဒါကြောင့်မဲ့ Time Magazine ကြီးကသူမကိုမတ်မကန်ဒီကြီးသားသမီးတွေတဲကတရားလို့ဂင်မွန်တက်ခဲ့ခြင်းခံရပါတယ်၂003ခုနှစ်မှာမြန်မာပြည်နဲ့စီယုံရေးခီးစဉ်တရောက်ခဲ့ပြီးမေ30ရက်နေ့မှာတော့တပင်းရင်းမြို့နီးလူအုပ်နဲ့လောက်ကြံရန်ပြုခြင်းကိုခံခဲ့ရတယ်တက်ဘေးမှာလူမျိုးခဲ့ပေမဲ့အာဏာပိုင်တွေကဖမ်းဆီးပြီးတော့၃လလောက်ထောင်သွင်းကျင်းချပြီးနောက်ပိုင်းမှာနေအိမ်ကျေချုံနဲ့ဆက်လက်ချုံနောက်ခဲ့တယ်ကောင်စန်းစုကြည်ကနောက်ဆုံးပြန်လည်လွတ်မြောက်တဲ့2010ပြည့်နှစ်နိုဝင်ဘာ23ရက်နေ့အထိ စကားနှစ်ခန့်ဖန်စီချုပ်နှောင်ခြင်းခံခဲ့ရတယ်။သူမှဖန်စီခံနေရခြင်းအတွင်းမှာငြိမ်းချမ်းရေးလိုပါစုပါဝင်နိုင်ငံတကာဘုံပြုစုပေါင်းများစွာရရှိခဲ့တယ်။စစ်ဆူရက1993ခုနှစ်မှာစတင်ပြီးဖန်စီအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲပြီးမြန်မာညီလာခံချင်းပါလို့တိုက်ခန့်အင်အားစုတွေရဲ့သဘောထားကိုလေ့လူရှုပြီးဖွဲ့စည်းပုံအခြေခံဥပဒေတရားကိုရေးဆွဲပြီး2008ခုနှစ်မှာတည်ပြုခဲ့တဲ့2010ပြည့်နှစ်မှာဒီအခြေခံဥပဒေရပြုလုပ်တဲ့ရွေးကောက်ပွဲကျင်းပခဲ့တဲ့အခါမှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်နဲ့တချို့သော မမိတ်ပါတီများကဝင်ရောက်ရှင်များခြင်းပြုခဲ့ဦးမျိုးရဒီမိုကရေစီဖွဲ့ချုပ်ကချုပ်ဖွဲ့ဝင်တွေကရွေးကောက်ပွဲကိုသမိတ်မောင်ချင်းကိုသဘောမတူလို့တိချပါတီတွေထူထောင်ပြီးရွေးကောက်ပွဲကိုဝင်ရောက်ရှင်များခဲ့တယ်ဒီလိုကွဲပြားသွားခြင်းနဲ့ပတ်သက်လို့ Time Magazine ကသတင်းထောက်ကမေးတဲ့အခါမှာအကျမတို့အားလုံးဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေကြတာပဲကျမတို့ရဲ့ပန်းနိုင်ငံအတူတူပါပဲလို့ဖြေကြားခဲ့ပါတယ်2010တခုနှစ်မှာမြို့သားဒီမိုကရေစီဘောလုံးမှုဆောင်အဖွဲ့ပြန်လည်ဖွဲ့စည်းခဲ့ပြီးခေါင်းဆောင်စုကြည်ကပါတီဥက္ကဋ္ဌဖြစ်လာခဲ့တယ် 2012ခုနှစ်ဧပြီလ1ရက်နေ့မှာပြုလုပ်တဲ့ဂျားပြရွေးကပွဲမှာမြူသားဒီမိုကရေစီဖွဲ့ချုပ်ကပြတ်သက်အနိုင်ရရှိခဲ့တယ်။ဒီရွေးကပွဲမှာဒေါက်ဆန်းစုကြည်ကရန်ကုန်တိုင်းကော့မူမဲဆန္ဒနယ်ကနေပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြင့်ဝင်ရောက်ရွေးခံပြီးအနိုင်ရရှိခဲ့တယ်။ဂျားပြရွေးကပွဲအနိုင်ရရှိပြီးတဲ့နောက်ဒေါက်ဆန်းစုကြည်ကပြည်သူ့လွတ်တော်တရားဥပဒေစိုးမိုးရေးနဲ့ဒီငယ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌဖြစ်တဲ့ခန့်အချင်းခံခဲ့ရတယ်။2015ခုနိုဘယ်မှာရှင်းရနေမှာပြုလုပ်တဲ့ထွေထွေရေကွက်ပွဲမှာလည်း ကွန်မှုမဲဆန္ဒနယ်မှာထောင်စန်းစုကြီးထက်မှန်အားရရှိပြီးမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကတနိုင်ငံလုံးမှာပြတ်သက်နိုင်လို့ဆိုရဖွဲ့နိုင်ခဲ့ထောင်စန်းစုကြီးက2008ခုနှစ် ဖွဲ့စည်းပုံခြေခံဥပဒေအရနိုင်ငံတော်သမ္မတမဖြစ်နိုင်တဲ့အတွက်ကြောင့်ဦးထင်ကျော်ကိုနိုင်ငံတော်သမ္မတဖြစ်ရွေးချယ်ခဲ့ပြီးနိုင်ငံတော်ရဲ့အတိုင်းအမြံပုဂ္ဂိုလ်ဆိုင်ရာဥပဒေပြဋ္ဌာန်းပြီးထောင်စန်းစုကြီးနိုင်ငံတော်ရဲ့အတိုင်းအမြံပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်မြန်မာတမိုင်းတွေမှာအမည်နာမရှိမှရှိတဲ့ဦးတော်ကိုနိုင်ငံတကာကောင်းဆောင်များကတလီတစားတက်ပြီးခေါ်ရတဲ့သူတွေပါဦးတန့်တို့ပြီးရင် ထောင်ဆန်းစုကြည်ဖြစ်ပြီးမြန်မာဆန်ဆန်ဝိစားစီရင်ပြီးနေထိုင်သွားလာတဲ့ထောင်ဆန်းစုကြည်ရဲ့အစီအပြင်ကကမ္ဘာကောင်းဆောင်အများအတွင်းမှာထင်ရှားခဲ့တယ်ဒေါန်ဆန်းစုကြည်ဦးဆောင်တဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဆိုရလက်ထက်မှာရခိုင်ပြည်နယ်တွင်ဖြစ်ပွားတဲ့ပဋိပက္ခတွေအငြိမ့်သက်တဲ့ပဋိပက္ခတွေအကုန်လုံးကိုပြည်တွင်းရင်းဖြစ်တာမကနိုင်ငံတကာရေးကိစ္စများဖြင့်ပေါ်ပေါက်လာပြီးဒီအခြေအနေကိုရင်ဆိုင်ရင်းပြည်တွင်းချင်းချင်းရေးတမ်းပြီးတိုးတက်ရေးအတွက်ဆောင်ရွက်ရတယ်။ ရခိုင်ရေးနဲ့ပတ်သက်လို့နိုင်ငံတကာကကြီးမြင့်ခဲ့တဲ့အချို့သောဂုဏ်ဥဆောင်စုများပြန်လည်ရုပ်သိမ်းခြင်းခံရပြီးနိုဘယ်ငြိမ်းချမ်းရေးဆုပြန်လည်ရုပ်သိမ်းရန်ကြိုးပမ်းအားထုတ်ခြင်းများပဲရှိခဲ့ပါတယ်။ဒေါင်းဆန်းစုကြည်အစီရင်ခံဆွဲခဲ့တဲ့မူဝါဒတွေကတွေးဆဆွေးနွေးရဖြစ်တယ်။တွေးဆဆွေးနွေးခြင်းကသာငြိမ်းချမ်းသောနည်းနဲ့တိုင်းပြည်ကိုပြောင်းလဲဖြစ်စေနိုင်တယ်လို့သူမကယုံကြည်တယ်။၂020ပြည့်နှစ်ဇန်နဝါရီလ10ရက်နေ့မှာပြုလုပ်တဲ့ရှစ်ကြိမ်မြောက်တနင်္ဂနွေလုံးတိကျတားထိုင်မှုရက်စဲရေးသဘောတူညီမှုစာချုပ်ကောင်းတဲ့ဗဟုမှုဆိုင်ရာညှိနှိုင်းစည်းဝေး GICM မှာယခုကဲ့သို့ပြောကြားခဲ့ပါတယ်။နှစ်ပေါင်း80ကျော်ရှိကြခဲ့ပြီဖြစ်တဲ့ပြည်တွင်းလက်နက်ကန်ပဋိပက္ခကနေနိုင်ငံရေးအရတွေ့ဆုံဆွေးနွေးညှိနှိုင်းဖြေရှာခြင်းဒီတာလက်တွေ့ကြပြီးထိရောက်လာမယ်ဆိုတာသင်ငန်းဆောင်ရဖြစ်ရှိခဲ့ကြပြီဖြစ်ပါမမျောလင့်မဲ့လက်နက်ကန်တိုက်ခတ်မှုတွေဖြစ်လာတဲ့ကိစ္စနဲ့ပတ်သက်လို့လည်းကျွန်တော်တို့အနေနဲ့သတိပေးချင်ပါတယ်လက်နက်ကန်ပြီးအာသာချက်ယူတာမျိုးဖြေရှင်းချက်အစ်စ်တွေကိုစိတ်ကူးရင်တာမျိုးတွေနဲ့ကျွန်တော်တို့နိုင်ငံပြည်ထောင်စုတွေကိုဖြေရှင်းလို့မရနိုင်ပါဘူး ထို့သောဂျိုးပန်းဆောင်ရွက်နေစဉ်မှာပဲ2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာစစ်တပ်ကနိုင်ငံတော်အာဏာကိုထက်မှန်သိမ်းယူခဲ့တယ်။ရဲတပ်သားရဲတပ်မှအာဏာသိမ်းယူခဲ့တဲ့ဒီနေ့ရက်ကစလို့ယနေ့အချိန်ထိဖမ်းဆီးအကျဉ်းချခြင်းကိုခံနေခဲ့ရပါတယ်။ဒီစာလေးကတော့ဆရာထင်းကြီးကသူ့ရဲ့လူမှုဒန်းတူခွင့်ရေးစာအုပ်ကနေကောက်တော့ပြီးဒီစာအုပ်မှာပြန်လည်ထည့်သွင်းဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါတော့အမေရဲ့အသက်80ပြည့်အထိမ်းအမှတ်ဖြစ်နေဆရာထင်းလေးရဲ့စာအုပ်ကနေတစဉ်သူကြက တင်ဆက်ဖတ်ပြခဲ့ရမှာဖြစ်ပါတယ်။နောက်ထပ်လည်းဒီစာအုပ်ထဲကနေပြီးတော့မှဆက်လက်ပြီးဖတ်ပြချင်တာလေးရှိပါသေးတယ်။နောက်တော့နောက်တစ်ချိန်မှာဆက်လက်ပြီးဖတ်ပြချင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တောက်ပါ။မရှယ်စင်ဂျီရူမင်္ဂလာပါ။တော်တော်မင်္ဂလာပါ။မတင်စားပါမင်္ဂလာပါ။မမစားစားမင်္ဂလာ။မနွယ်ရင်မင်္ဂလာပါ။မမနှောင်းမင်္ဂလာပါ။ မမေခေမင်းလာပါမရွှေစင်ကြည့်ဘူးမတေးဝိရှ်မပို့တဲ့ရင်ဟိုစာတူတာ Telegram ပို့လာလေပို့ပေးမယ်မညိုပြမင်္ဂလာပါဦးတနိုင်ဝင်မင်္ဂလာပါမမစုမင်္ဂလာပါကိုမင်းဂျူလိုင်းမင်္ဂလာပါဒရမုံမင်္ဂလာပါမမဆဆမင်္ဂလာပါမဟီရိုမမမင်္ဂလာပါမအဲလ်မင်္ဂလာပါမမအဲလက်စ်မင်္ဂလာပါကိုဗလာမင်္ဂလာပါ အောင်အောင်မြင်အောင်မြင်အောင်လုပ်မဲ့သူစမ်းစမ်းစာလပါပါအေးမြတဲ့မေတ္တာပေးသူစုစုစုစီစီညီညွတ်စေခြင်းသူជីជីလင်တည်ကြည်သောစိတ်ဓာတ်ရှိသူချစ်မေကြီးမသူတော်ဘေးမှာအမြန်ဆုံးလွတ်မြောက်ကိုဗလာတောင်းတဲ့စုလေးတိုင်းပဲသူတော်လည်းထက်တူဆုတောင်းချပါရယ်နော်ဒီကရှိမှာပေါ်ရနေမယ်ရင်ဖက်လိုက်ပါအောင်မယ်တန်တလီယောမင်္ဂလာပါကိုကြီးမောင်မင်္ဂလာပါတီတီယိုမင်္ဂလာပါ မမဆွေပြေကြလားနော်အဲ့ဦးနေဝင်းဆိုနာမည်ဆိုထဲ့တာတော်တော်မဖတ်ချင်မမမြင့်မင်္ဂလာပါမမီပမင်္ဂလာပါကိုစမတ်မင်္ဂလာပါမနုဝေစင်မင်္ဂလာပါတော်တော်မင်္ဂလာပါမအေဂရီပုတ်ပြမင်္ဂလာပါ ဗီဒီယိုရှစ်တောင်းပြည့်ချင်တာဆိုတော့လေလောက်ကြပါအောင်လေးတောင်းပြည့်ရင်ကိုပဲဂင်းနစ်စံချိန်ဝင်မှာဆိုတော့လေဟုတ်တူတာမော်နည်းနည်းလေးပါဟေးဒီပါစားစားမငေးရအောင်ပါမမြတန်တာမင်္ဂလာပါမဝါဝါမင်္ဂလာပါမပုပ်ပုပ်ပြီးကြလားပါ ဒါပဲကြည့်ရအောင်ဒီဒီကိုမင်္ဂလာပါနော်။မခင်ပါပါပြုမင်္ဂလာပါနော်။မမနွန်တို့မင်္ဂလာပါကကတော့နဲ့မင်္ဂလာပါနော်။မခင်တရီမင်္ဂလာပါ။ဟုတ်ပန်းရဖွင့်တာနောက်ကျနည်းနည်းနောက်ကျသွားလို့။မနွေစဉ်ဦးတန်တိုင်းမင်းမနွေ။ချန်ဒလီယောတော်တော်မင်္ဂလာပါနော်။ဒူရီယကောင်းမင်္ဂလာတော်မူတည်။ ကိုကောင်းမင်္ဂလာပါမမနှောင်းမင်္ဂလာပါမမရွှေပဲမင်္ဂလာမမမင်္ဂလာပါမမနှောင်းမင်္ဂလာတို့တားကြီးကျန်သေးလားအကျန်တော့ထင်ပါတယ်နော်အဲ့ဒါဆိုရင်ကျန်နေခဲ့ရင်လည်းတူတာဖြစ်တယ်နော်อืมအဲ့ဆိုတော့ဖတ်ပြပါမယ်နောက်ပြီးတော့ဆရာမဆရာမမတည်တာဆန်းချောင်းရဲ့ဒီအမကျမ်းပါပါစေဆိုတဲ့စာလေးနဲ့ဖတ်ပြခြင်းပါသေးတယ်ချစ်စရာလေးပါဟုတ် ယောယောမင်းမင်္ဂလာပါညနေနောက်နောက်ကျသွားလဲရတယ်လေဘာမှဖြစ်ဘူးဒီစိပြီးမှပြန်ပြန်ပြီးတော့မှဝင်ကြည့်လို့ရပါတယ်အဲဆိုအားလုံးမဲ့တတာဒီနေ့ညနေကြလို့ရှိရင်ရောပရိတာမှတွေ့မယ်နော်အားလုံးမဲ့တတာပါ